ကိုမျက်နှာသားရေကနေလောင်ပြီးတော့မျက်နှာမဲမဲညင်ညင်ကြီးဖြစ်နေတယ်။ skin care တွေလွှင့်ရင်လည်းမထီရောက်ဘူးထင်ရင်တော့အခုလုပ်ပြထားတယ်။ကာဗွန်လေးဆာကုသမှုလေးလုပ်လို့ရပါတယ်။ဒီကုသမှုမှာတော့အရှိမပြထားသလိုပဲ cleansing လေးပါမယ်။ပြီးရင်ဆက်သေးဖက်ရှားပြီးတော့ပြင်လင်းအပြော့လေးပါတယ်။ပြီးရင်တော့ဒီကာဗွန်အမုံလေးလူတာပေါ့နော်။ဒီကာဗွန်လေးကကြတော့သူသူဒီအရေပြားတဲ့ကဒီအညစ်အကြေးတွေကိုစုပ်ယူပေးတယ်။အစီပြန်နာတွေကိုထိန်းပေးပြီးတော့အဲချွေးပေါက်ကျေရလေးကိုသတ်သားစေပေါ့နော်။ပြီးရင်တော့ဒီစုပ်ယူထားတဲ့အညစ်အကြေးလေး တွေကိုမာရဝတီလေးစားလေးနဲ့ဖဲလိုက်ခြင်းအပြင်အရေရွာတွေကကိုလက်ချင်ကိုလှုပ်စော်ပေးတယ်ထရီဘောက်လေးတွေတတ်တာပြီးတော့ပေါ့နော်ဒါယူကျင်းလင်းစေပါတယ်ပြီးရင်တော့ဒါယူတော့ကောင်းတယ်ဒီ serum လေးတွေဆေးလေးတွေကိုဇက်လေးနဲ့အဲဒီရေပြားလေးရအောင်ပေါ့နော်ဇက်လေးနဲ့လှည့်ပေးတယ်ပြီးရင်တော့အဆိုးဓာတ်လေးရအောင် mask လေးအုပ်ပေးပါတယ်ပြီးရင်တော့ဒီကာဗိုလေးဇာကုသမှုလေးပြီးသွားပြီပေါ့နော်ဒီကုသမှုလေးကတော့နှစ်ပတ်တစ်ချိန်ပြုလုပ်လို့ရတယ်မျက်နှာအစီပြန်တဲ့သူတွေအသားညစ်တဲ့သူတွေအချွေးပေါက်ကျနေတဲ့သူတွေအတွက်ထူးထင်တော်ပါတယ်နော်